ငွေနေရတော့ပျော်ပျော်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အလှူတန်းလောက်ရတာဘွားမှာအပျော်ဆုံးပဲလေတိတယ်မလားအငငယ်ချင်းတွေနဲ့ပြောရတာလည်းပြောရတာလေးတမျိုးပဲပေါ့နော်ဒါကကြတော့ကိုယ့်ရဲ့ကိုချာထားတဲ့ပဆန်လေးနဲ့ဒီလိုအလှူတန်းလောက်နိုင်တာလည်းပီတိတမျိုးပဲပေါ့နော်အဲလှူတာကတော့ဒါဖုံး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 ဟာဆရာတော်ဆရာတော်ဝိထုငွေလေးကတ်တယ်ပြီးသွားရင်ဒီကယောဂီတွေနဲ့တိလရှင်တွေရောက်ကြရပါတယ်ပေါ့နော်အဲ့ဒါလေးနေဆုံးနေဆုံးကြည့်ရအောင် မွေးနေ့တော့ကအထူးတလဲတော့မဟုတ်ပါဘူး။ဘာလို့ဆိုကိုလည်းမွေးနေ့အောင်ဟုတ်လို့အကြီးလောက်တာမှမဟုတ်တာ။ကိုတငယ်ချင်းတွေလောက်ပဲ။တချို့ဆိုရင်အဆင်ပြေတဲ့သူတွေလည်းရှိတယ်၊မပြေတဲ့သူတွေလည်းရှိတယ်။အဲ့တော့အစိုးရပြောထားပြီးကြမွေးနေ့လက်ဆောင်ပေးကြဟုတ်လို့။ဒါကကိုနဲ့တူတူပါအဲ့လိုကုသိုလ်ပါဝင်စီခြင်းတာ။ ကိုဒီမှာရေစက်ချမျှတမ်းလုပ်တဲ့အကောင်လုံးနဲ့ရေစက်ဆက်ပြန်လာဒီနေ့မွေးလေးလေးကတော့ညီမကဒီဆုံးလုံးကိုဝိပဿနာကျောင်းတိုင်မှာနေစွန်းလေးလူပြတာပေါ့နော်အဲ့တော့ခொနည်းရဲ့သာသမီပေါင်းများဟူပါမကျန်အားလုံးညီမပြုရဲ့ပြုတို့ကောင်းမှုကိုရပြီးတော့အမျှအတန်းပေးဝေပြီးတော့ဟိုသာဓုခွန်နိုင်ကြပါစေလို့ပဲပြောပါတယ်ပြောပြောခဲ့ပါတယ်ရှင်